Namaste အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ Yoga Instructor Kim Mo ဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကဒီ do sit တွေ깟တဲ့ do တွေနားရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းလေးတောင်းဆိုထားတဲ့အတွက်မြင်ပြပေးရခြင်းဖြစ်ပါတယ်ဒူးနာရယ်ဆိုတာကတော့အကြောင်းမျိုးမျိုးကြောင့်ဒူးနာနိုင်ပါတယ်အသက်ရွယ်ကြီးရင်လာတော့ဒူးနာတာမျိုးရှိတယ် ခန္ဓာကိုယ်မှာအရိုးတွေပွားလာလို့ပေါ့နော်ဒူနာမျိုးရှိတယ်အာအရိုးအစစ်အစစ်မြင့်တဲ့ပတ်သက်တဲ့ယောဂါပေါ့နော်အဲ့လိုမျိုးတွေကို ခံစားလေရလို့ဒူနာလာတာမျိုးလည်းရှိတယ်မြင်နောက်တစ်ခုကတော့ခန္ဓာကိုယ်ရဲ့အပေါ် weight ပေါ့နော် weight များတဲ့အတွက်ဒူနာလာတာလည်းရှိတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင် position တစ်ခုကိုကြကြာလုံမိတာမျိုးပေါ့နော်ဥမာမတ်တက်ကြကြာရက်မိတာမျိုးဒါမှမဟုတ်ရင်အခုလိုမျိုးဒူကွေးပြီးတော့ကြကြာထိုင်မိတာမျိုးအဲ့ဒါမျိုးဆိုရင်လည်းဖြစ်တတ်ပါတယ် အဲ့တော့ဒူးနာတာတွေကတော့အကြောင်းမျိုးစုံချောင်းနဲ့ဒူးနာကြရပေါ့เนาะအဲ့တော့ဘလို့ချောင်းနဲ့ပဲနာနာဒီဗီဒီယိုလေးကိုနေ့စဉ်အိမ်မှာအကိုကတေးချလေးစိတ်ရှိရှိထားပြီးတော့လေ့ကျင့်ပြီးရင်ဒူးနာလာလေးတွေကိုတက်တာပျောက်ကင်းစေပါရယ်ဒါပေမဲ့တစ်ခုရှိပါတယ်ဥမာဒူးမှာလက်တလော operation လုပ်ထားရတာမျိုးပေါ့เนาะအဲ့လိုမျိုးဆိုရင်တော့မိမိပြနေကြဆရာဝန်ရဲ့အခွင့်ပြုချက်ယူပြီးမှပဲလေ့ကျင့်ခန်းလေးတွေကိုလုပ်သိမ့်ဤမလုပ်သိမ့်ဤဆရာဝန်ရဲ့ဆုံးဖြတ်ချက်နဲ့ပဲလုပ်ပေးပါเนาะ အဲ့တော့ဒူးနာလာပြီးဘလိုနီးနေပဲနာနာဒီလေ့ကျင့်ခန်းလေးတွေကို နေ့စဉ်အိမ်မှာရေရှည်လေးလေ့ကျင့်ပေးရင်သက်သာပြောက်ကင်းလာမှာပါအဓိကအရေးကြီးဆုံးတစ်ချက်ကိုပြောချင်ပါတယ် အဲ့ဒါကဘာလဲဆိုရင်ညီမတို့ကဒူးတွေနားရယ်ပေါ့နော်ဥမာဒူးကနှစ်ချောင်းလုံးဒူးနှစ်ဖက်လုံးနားရဲသူရှိရယ်တစ်ဖက်ပဲနားရဲသူရှိတယ်ဥမာညာဘက်ကဒူးကောင်းကနားပြီးဆိုရင်များသောအဖြစ်ပေါ့နော်အဲတော်တော်များများကဒူးနားသွားပြီးဆိုရင် နားရဲအတွက်ကြောင့်ငင်းငင်းလေးပဲနေလိုက်တယ်လှုပ်ရှားမှုမပြုတော့ဘူးအဲ့လိုမျိုးတွေလည်းရှိတယ် ောက်တစ်ခုကကျတော့ဒူးနာတဲ့ဘက်ကိုအားလျှော့လိုက်တယ်မနာတဲ့ဘက်ကိုပို့ပြီးတော့အားဖိလိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတယ်အဲ့တော့ဒူးနာလာပြီးဆိုရင်ငငိမ့်လေးနေရမှာမဟုတ်ပါဘူးလေ့ကျင့်ခန်းလေးလုပ်မိရမှာပါမင်းနားတဲ့ဘက်တစ်ဖက်ထဲကိုပဲအားတွေမပုံထည့်ရပါဘူးဒီဘက်တစ်ချမ်းကိုပါအဲ အားလေးဒီဘက်တစ်ချမ်းတည်းကို sorry ဒီဘက်တစ်ချမ်းတည်းကိုအားပုံမထည့်ပါဘူးနားတဲ့ဘက်ကိုပါနည်းနည်းလေး balance ညှောင်းအောင်ထိမ့်ပေးရမှာမယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ငကိုကတော့ညာဘက်တစ်ဖက်ပဲနားတာပြီးတဲ့ပြောကြလားအဲ့မြဘယ်ဘက်ပါလိုက်ပြီးတော့ဒူးနာဝါနိုင်ပါတယ်ဒါကသူ့ရဲ့ရေဘူးကအခြေခံသဘောတရားပါဒါကြောင့်ဒူးတစ်ဖက်ထဲနားနေပြီဆိုရင် give side ပြီးတော့လေ့ကျင့်ခန်းလုပ်ပေးပါ sorry sorry ဒုတစ်ဖက်ထဲကိုလေ့ကျင့်ခန်းအဲမလုပ်ပဲနဲ့နှစ်ဖက်လုံးကိုလေ့ကျင့်ခန်းလုပ်ပေးပါအဲ့လိုလုပ်တဲ့ချိန်မှာလဲကိုယ့်ရဲ့နာနေတဲ့ဂျူးကောင်းပတ်ချမ်းကအရင်နာမည်ဆိုတာကိုနားလဲပါတယ်ဒါပေမဲ့ကိုခံနိုင်ရင်စိတ်သက်လောက်အနေထားလေးရနေဖြည်းဖြည်းချင်းနည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 ်းချင်းဟိုနာတာလေးကိုခံစားပြီးတော့ဖြည်းဖြည်းချင်းပို့လုပ်ပေးသွားပါနော်အဲ့ဒါဆိုရင်ဒူးနာလာ ဒါတွေကတတပြောက်ကင်းမှာပါโอเคဒါဆိုညီမအိမ်မှာပေါ့နော်လူတိုင်းလေးကျင်းလို့ရအောင်ဒီလိုတပတ်ကလေးတစ်ချဲပေါ့နော်တပတ်သို့မဟုတ်ဆောင်းဆောင်းအပားလေးတစ်ချဲပေါ့နော်အဲ့လိုမျိုးလေးရှင်ရပါတယ်အဲ့လိုမှမဟုတ်ဘူးမှရေတံဘူးရှိရဆိုရင်လေရေတံဘူးတွေကိုရေဖြည့်ပြီးတော့အဲပလင်းပေါ့နော် ရေဘူးတက်ရေတံဘူးထက်ဆိုင်ရင်အဲဖန်ပလင်းလိုဟာမျိုးနည်းနည်းမာတဲ့ဟာမျိုးလေးပေါ့နော်အဲ့အမျိုးလေးရှင်ရပါတယ်အဲ့လိုမှမဟုတ်ဘူးကိုမရိုလာပေါ့နော်ဖောင်းရိုလာလေးရှိတယ်ဆိုရင်လည်းရပါတယ်အခုကတော့ဒီလိုတပတ်ကလေးသုံး းပြီးတော့လေ့ကျင့်ပါမယ်အဲ့တော့တပတ်ကလေးကိုလေကြစ်ကြစ်ကလေးအဲဒီလိုလိတ်ထားလိုက်မယ်နော်လိတ်ထားပြီးတော့ဘေးနားမှာထားထားမယ်โอเคဒါဆိုညီမတို့ပထမအဦးဆုံးတစ်စင် ခြေအောက်နှစ်ဖက်ကိုအရှိကိုဒီလိုဆန့်ပြီးတော့ထိုင်လိုက်မယ်ခြေထောက်ကြီးကိုပူးထားစရာမလိုပါဘူးခြေထောက်ကိုတတောင်းတတားလေးချဲထားပေးလို့ရပါတယ်ဂမ်းဒါပေမဲ့ကိုကလေ့ကျင့်လေ့ကျင့်နဲ့လုံနိုင်လာပြီဆိုရင်တော့ခြေထောက်ကလေးကိုပူးထားလို့ရပါတယ်အဲညီမတို့ကဒူးကောင်းကိုလေ့ကျင့်မှဖြစ်တဲ့အတွက်ဒူးကောင်းတစ်ခုတည်းပဲအဲ feeling ထည့်ရမှာတော့မှန်နေဒါပေမဲ့ခြေစလုံးသူ့နဲ့ဆက်ဆက်နေတဲ့ကျက်သားတွေပေါ့နော်ဥမာပေါင်အပေါ်ကျက်သားပြီးရင်ပေါင်အနောက်ကျက်သားအရှိကျက်သားနဲ့အနောက်ကျက်သားလို့ခေါ်တာပေါ့နော်ပြီးရင်ဒီအောက်ကအ ကပ်မာဆယ်လို့ခေါ်ရခြေတလုံးကျွတ်တာပြီးရင်ခြေချင်းဝဲခြေခုံခြေချောင်းလေးတွေအားစာအားသုံးရပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ focus ကတော့ဒီဒူးကောင်းမှာပဲ သွားပြီးတော့ focus ထားမယ် marsel ဆိုရင်အပေါ်ကပေါင် marsel မှာ focus ထားလို့ရပါတယ်အဲ့တော့တင်မားတွေကိုဒီလိုမပြီးတော့တေချာလေးထုတ်ပြီးတော့ထိုင်ပါယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေတင်မားတွေကိုထိုင်တဲ့အချိန်တိုင်းသတိထားပြီးမထုတ်ပြီးထိုင်ပါဒါမှညီမတို့ကခါယိုအားနဲ့မထိုင်တော့ဘဲနဲ့မိညောင်ယိုအားနဲ့ထိုင်ပါခါအနေငယ်ကင်းပါမယ်ပြီးရင်ဒါဆိုစရအောင်ခြေရောက်ကလေးနှစ်ခုကိုကိုတတောင်တတာနေထားလေးမှာပဲထားပြီးခြေဖြားတွေကိုကိုယ့်ဘက်ကိုကောနိုင်တဲ့လောက်ကောဒီအောက်ထဲမှာမြင်ရလားမသိဘူးနော် ဖနောင်းအောက်ကလေးမှာကြွဝရဲတိကောလို့ရတယ်ဒါပေမဲ့တချို့တွေကညီမဆွမ်းနာပြောသလိုပေါ့ခန်းစားကျင်တာဒီအပေါ်ရီဒူးတွေခန်းစားကျင်တာဒါပေမဲ့တကယ်သွားပြီးတော့တင်းနေမှာက ခြေသလုံးမာဆယ်ရီဖြစ်နေတတ်တယ်အဲ့ဒါဆိုလဲရပါတယ်အဲ့တိုင်းလေးကနေပဲစကိုဒီနေ့နည်းနည်းပဲကော့နိုင်နည်းနည်းလေးပဲစမယ်ရနိုင်နေဆိုဖနောက်ကျင်းမြင်နဲ့လွတ်သွားတဲ့အထိကြွမယ် ပြန်ပြန်ကုတ်ချမယ်။ကျမ်းမြင်တဲ့အနည်းဆုံးထိခြေချင်းဝက်ကလေးတင်းလာတဲ့အထိဒူးအပေါ်လေးတွေခြေသလုံးကျွတ်သားလေးတွေတင်းလာတဲ့အထိကုတ်ချမယ်။ဒါလေးကိုဇက်တိုက်သွားလိုက်မယ်။ဆယ်ချိန်လောက်လုပ်ပေးလို့ရတယ်။ကော်မယ်။ Okay ပြန်ကုတ်ချ။ရှူထုပ်ရှူမယ်ဆွဲမယ်။ဒီပေါင်ကျွတ်သားလေးတွေဒူးအပေါ်လေးတွေမှာတင်းလာတဲ့အထိရှူထုပ်အောက်ဖက်ကလေးကိုပြန်ကုတ်။3နောက်ဆိုသွက်သက်ကလေးသွားလိုက်တော့မယ်။4ရှူသွင်းရှူထုပ်ကလေးပုံမှန်လုပ်ပေး5 Okay. 6. Should we shoot out clay low pin? 7. A. ခါလီရစန္ဒနော်ဒီလိုကြီးမကုန်းလိုက်နဲ့မရရင်ဒီလိုလက်ကလေးတတောင်းတတာနောက်ပြစ်ထား Okay 9နောက်ဆုံးတစ်ကြိမ်10နောက်ဆုံးတစ်ခေါက်ရောက်ရင်ရသလောက်ကိုဘက်ကိုကော့ထားကြအောင်ဒီလိုခါကြီးမကုန်းတဲ့ခါစင်တာရသလောက်ဒူးရောက်ဒူးရဲ့အပေါ်လေးဒီမှာခန်းစားခြေတလုံးကြွက်သားတွေခန်းစား1 ။ချိန်နာကြည့်မယ်ခြေဖနှောင်းလွတ်လေကြိုက်လေးတွေပဲကျန်းမြင်နဲ့လွတ်သွားလေးလေးအကောင်းလေးလေးပဲ2 3 4 5အောက်ဖက်ကိုပြန်ကုတ်နိုင်တဲ့လောက်ကုတ်ချကြည့်အောင်ညံ့ညားလေး1 2 3 4ဖိုင်ပြင်ချောက်ကလေးပြန်လျှော်တိုင်း။ Okay ဒါဆိုဒီနေ့ Italian နဲ့ဆက်သွားမယ်။ Sorry ။ ဆန္ဒပြောခဲ့သလိုပဲဒီဒူဒူအောက်သေးဘောနော်ဒီတပတ်တာဝါလေးကိုညာဘက်ဒူတကောက်ကျော်အောက်ပေါ့နော်တကောက်ကျော်ဒီလိုကိုင်းလို့ရတယ်တကောက်ကျော်အောက်ကိုသွားထဲလိုက် โอเคကိုမရူလာသမားဥမာဆောင်ရှေ့တယ်ဆိုရင်လည်းနှစ်ဖက်လုံးအောက်ကိုထည့်လိုက်ပေါ့เนาะပြီးတာနဲ့တစ်ဖက်ချင်းစီလေ့ကျင့်မယ်အဲ့တော့ဒီဒူအောက်ကလေးထဲမှာ၎င်းကျောင်းအောက်ကလေးထဲမှာခုထားပြီးရင်ဇနရောင်းကလိုမျိုးပဲကော့ကျင်တာဒါပေမဲ့မပြီးတော့မှကော့မယ်ဒီလိုကြီးကော့မှာမဟုတ်ဘူးရားသလောက်6ကလေးကိုမလိုက်တန်ဝါရတီမလိုက် ဒူးနဲ့ခြေခြေဖနှောင်းနဲ့ခြေထောက်နဲ့တန်းဝိုင်းလေးခြေဖနှောင်းကိုကြွားပြီးရင်ကိုယ့်ဘက်ကိုကော့နိုင်တဲ့လောက်ကော့ဒါဆိုဒီဒူးပေါ်ကြွက်သားလေးတွေမှာဒီဒူးကောင်းတဝိုက်မှာညှစ်ထားလေးခန်းစားပြန်လျှော့လိုက်1 Okay ဒါလေးကိုလည်းဆယ်ချိန်ဇက်တိုက်လုပ်ပေးလို့ရတယ် shoot កော်ထားမယ်ရာတလောက်မှားထားထုတ်ပြန်ချ2ဇက်တိုက်သွားပြီး shoot ရင်ကော့ထုတ်ရင်ပြန်ချညောင်းရင်ဒီလိုမျိုးလေးနော်ခါရန်ညောင်းနေဆိုရင်ထုတ် ပြန်လျှော့3ရပြီသားသူကတော့ခါဆန့်ထားခါလေးပါပို့ကောင်းလာစေတယ်4ဇက်တိုက်ပဲနောက်တစ်ချိန်ရှင်မကော့ထားထုတ်5နောက်ထပ်5ချိန်ရှင်မကော့ထုတ်ဝင်ပြန်ချနောက်တစ်ချိန်ရှင်မကော့ထုတ်ဝင်ပြန်ချ7 3ချိန်ရှင်ကော့ထုတ်ဝင်ပြန်လျှော့ရှင်ခြေထောက်ကလေးကြွကော့ထားရှင်ထုတ်ပြန်လျှော့ last two ရှင်မကော့ထား ရှုထုတ်ပြန်လျှော့နောက်ဆုံးတစ်ကြိမ်ရှုမှာပြီးကောထားမယ်ကိုယ်ဘက်ကိုဒူကောင်ခြေတလုံးရိုးတင်းလာတာလေးခံစား1ဒီလေးသေးလေးထဲမှာညှစ်ထားခံစား2 3 4 5ပြန်လျှော့လိုက်ဒါဆိုတစ်ဖက်ပြီးသွားပြီးနောက်တစ်ဖက်သွားမယ်နော်ခြေတလုံးတစ်ခေါက်ကျောအောက်ကိုဒူကန်လေးဒူကန်လေးအောင်ဖြစ်တယ်ဆော်ရီရိုလာလေးသို့မဟုတ်ဒီဘက်ကလေးသွားခံလိုက်မယ် ပြီးရင်ဒီဘက်ခြေတော့တတောင်တတထဆယ်ချိန်သွားမယ်ခြေတော့ကလေးမကိုဘက်ကော့ရှူချုပ်ရှော့1အဲဆိုဇက်တိုက်ကလေးသွားကြည့်မယ်ဒီဘက်ကို2 okay 3 2ပေါ်လေးထဲမှာခန်းစားနော်4 okay 5ရှူရင်မမယ်နော်ခြေတော့ကလေးကော့ရှူချုပ်ပြန်ချ6မရဲကိုရင်ရှူထုတ်ပြန်ချ7မရဲကိုရင်ရှူထုတ်ပြန်ချ8 နောက်ဆုံးနှစ်ကြိမ်ရှင်မကိုဘောက်ကော့ရှူထုပ်ပြန်ရှော့နောက်ဆုံးနှစ်ကြိမ်ရှင်မကိုဘောက်ကော့ဒူးကောင်းပေါ်လေးတို့ညှစ်ထား1ကိုဘောက်ကောနိုင်တဲ့လောက်ကောကြည့်2ခါလေးဆွဲစမ်းချအသက်ရှူ3 4 5ရန်ရှော Okay ဒါဆိုရင်ဘက်တစ်ခေါက်ဒီဘက်တစ်ခေါက်ပြီးသွားပြီတကယ်လို့ကိုကကိုရဲ့ဒီဆောင်တပတ်ခေါက်ကလေးဆောင်ခေါက်ကလေးเนาะရိုလာလေးရရှိတယ်ဆိုရင်ဒူနှစ်ဖက်လုံးရဲ့အောက်မှာသွားထည့် ထဲပြင်းစောနာအတိုင်းပဲမမဲကိုဘက်ကိုကော့မယ်ဂျူးပေါ်လေးတွေဂျူးမအပေါ်ကမဆဲလေးတွေကစားညှစ်ထားပြန်ချ1ဆဲကြိမ်ရှင်ကော့မပြီးတော့ရှစ်ထုပ်ပြန်ချ2မရဲကော်ရင်ရှစ်ထုပ်ပြန်ချရှူโอเคဒါဆိုဇက်တိုက်ပြောလိုက်တော့မင်းတို့4ရှင်မပြီးကော်ရင်ရှစ်ထုပ်ပြန်ချ5ရှင်မပြီးတော့ကော်ရင်ရှစ်ထုပ်ပြန်ချ6ရှင်မကော်ပြီးကိုဘက်ကိုရှစ်ထုပ်ပြန်ချ7 နောက်ထပ်၃ချိန်ရှူပြန်လျှော့ရှင်မကိုဘကော့ရှူထုတ်ပြန်ချ Last 2ရှင်မကိုဘကော့ရှူထုတ်ပြန်လျှော့နောက်ဆုံးတစ်ချိန် Last 1ရှင်မထားမယ်ကော့ထားမယ်ခါရန်ညောင်းလိုက်ဒီလိုလေးတွန်းနှား Okay အရင်ပဲတော့ကော့ထားနော်1ကိုဘအခြေပြားလေးကော့ကြည့်အောင်ဒူးကောင်းပေါ်လေးတွေမှာတင်းလာလာခန်းစားအောင်ခြေစလုံးထဲမှာတော့တင်းလိုက်မယ်3 4 5ရှစ်ထုတ်ပြန်လျှော်လိုက်โอเคလားဒါဆိုရင်ဒီအပေါ်မှာတင်းပြီးတော့ရော့လာတာလေးကိုခန်းစားရလိမ့်မယ်ပေါ့နော်ဒူဦးရဲ့အပေါ်လေးမှာအခုနောက်တစ်မျိုးလေးဆက်သွားမယ်ခြေထောက်ကလေးကိုညီမတို့ကဒူတစ်ဖက်ကိုဒီကိုယ့်ရဲ့ဒီတစ်ခေါက်ကျောင်းအောက်မှာဒီဆွမ်းနာပြောရဲဒီဆောင်းခေါက်ကလေးတစ်ဘက်ခေါက်ကလေးထားထားရဆိုရင်အဲ့ကိုယ့်ရဲ့ဘဲခြေထောက်ကလေးကိုအဲ့တစ်ဘက်နားလောက်ကလေးနီးဝါးရစ်ဒူးလေးထောင်လိုက်မယ် okay ပြီးရင်ဒီနေသားလေးကနေလက်နှစ်ဖက်ကိုဒီလိုလေးတဖက်ချင်းတဖက်ချင်းတောင်လေးနော်အနောက်နည်းနည်းရှော့လိုက်မယ်โอเคဒီဘက်ဆောင်ဒီတကောက်ကျောင်းအောက်နားကဒီရိုလာနေနားစီကိုဒူးလေးဘယ်ဘက်ခြေတော့ကိုဆွဲထောင်းပြီးရင်ဒီလိုညာဘက်တောင်လေးကိုနောက်ကိုချဘယ်ဘက်တောင်လေးနောက်ကိုချဒီလိုမျိုးလေးနေမှာ โอเคတကယ်လို့ဒီဟာကတတောင်းတတာမရှိဘူးဆိုရင်ရတယ်ဖြည်းဖြည်းချင်းဒီလိုပက်လက်ကလေးလှန်ချလိုက်เนาะကိုတော့တတောင်းတတာဖြစ်တဲ့အထိတင်မလေးတွေကိုမပြီးတော့ဖယ်လိုက်ပက်လက်လှန်ထားမယ်โอเคပြီးရင်ခြေထောက်ကလေးကိုဒီဘက်ဒူးနဲ့ height level တူရမယ်အမြင့်တူရမယ်ရသလောက်မားခဲ့ဒူးနှစ်ခုတူသွားပြီဆိုတော့မှခြေပြားလေးကိုဘက်ကိုကော်လိုက်ပြီးရင် ပြန်ချโอเคเนาะ ဂျူလေးကိုမလာခြေနောက်ကလေးကိုမလာခဲ့ဒူးနှစ်ခု level 2ပြီဆိုရင် ကိုဘက်ကို call လိုက်ပြန်ချဒါလေးကိုလည်းစေချိန်လုံးမယ်တကယ်လို့ပလက်လန်မှုမလို့ဘူးပခုံးလေးတွေကြောလေးတွေခဏရင်ရှိရဲတတောင်းတတဖြစ်တဲ့သူကဒီလိုမျိုးလေးထောက်ထားပြီးရင်ခြေရောက်ကလေးကိုမလိုက်ပြီးရင်ကိုယ်ပတ်ကိုကော့ဒါဆို၃ခေါက်ရှိပြီပြန်လျှော့ ်နောက်တစ်ချိန်ရှူကိုဘတ်ကိုကော့တချို့ကပေါင်ထိတ်ကလေးတွေမှာပါနာမယ်ခါလေးမှာနားလိုက်မယ်မကြောက်ပါနဲ့ဖြည်းဖြည်းချင်းခံစားပြီးတော့ရာသလောက်ကလေးနောက်တစ်ချိန်ရှူရင်မကိုဘတ်ကော့ရှူထုတ်ပြန်ချ Okay ရှူရင်မကိုဘတ်ကော့ရှူထုတ်ပြန်ချနောက်တစ်ချိန်ရှူရင်မကိုဘတ်ကော့ရှူထုတ်ပြန်ချနောက်တစ်ချိန်ရှူရင်မကိုဘတ်ကော့ ရှုထုတ်ပြန်ချ less 2ရှုရင်မကိုဘက်ကောရှုထုတ်ပြန်ချနောက်ဆုံးတစ်ချိန်ရှုရင်မကိုဘက်ကောထားမယ်1 do your sweat center 2ပေါင်းနေပါနာလာလိမ့်မယ်ပုံမှန်မယ်3 let you 4 5ပြန်ရှော နောက်ဆုံးနောက်တစ်ဖက်ချင်းရအောင်ညာဘက်ခြေောက်ကလေးဒူကွေးဆွဲထောင်းဘယ်ဘက်ခြေောက်ကလေးစန့်ထားဘယ်နာဒီထောင်းလဲစနာပြောသူအောက်မှာရိုလာလေးတပတ်ကလေးထည့်ထားတဲ့နေရာနာတိနော်တင်မခါမှာတင်းနေတယ်လို့လှုပ်ပြီးတော့ပြန်လျှော့နော်ပလက်လှန်ထားတဲ့သူကလည်းအဲ့တိုင်းပဲ Okay ဆာရအောင်ဒူလေးနဲ့တန်ဝါရီတီညီဝါရီတီမကိုဘက်ကော shoot out ပြန်ချ1 okay shoot got top ပြန်ချ2ဒါဆိုကောက်တင်းဇက်တိုက်ရီပြီး3 okay 4 Shoot in, shoot out, clear, low, bino, five. Out okay, there, now the jing, six. They shoot, seven. Now the jing, eight. Now the cup, nine. Last now, song the jing, mad hame, god One. go back, go. One. They shoot, two, three, four, five. Okay, shoot out, bien sure. ဒါဆိုပြီးရင်ဒီနေသားလေးကနေပလက်လှန်ထားတဲ့သူတွေကအစဉ်ပြေတယ်။တခါရဲပလက်လှန်ထား။ပလက်မလှန်ထားသေးတဲ့သူတွေကဖြည်းဖြည်းချင်းဒီလိုဘေးလေးစောင်းပြီးတော့မှဆင်းတော့ဘုံဆိုမလှန်ချနဲ့နော်ခန္ဓာကိုယ်ကြီးကို။ဒါဆိုပလက်ကလေးလှန်လိုက်ပြီးတင်မာရီတွေကိုကြွပြီးတော့တစ်ချာလေးဖယ်ထုတ်လိုက်။ ။ပြီးရင်ခြောက်ကလေးနှစ်ခုတို့လက်ကလေးကိုဆန်းချကြည့်ကိုယ့်ရဲ့ပခုံးပေးလေးကိုခြောက်နှစ်ခုဘေးခြောက်နှစ်ခုကနောက်ကိုဆုပ်လာမယ်။ဒီလက်ထိတ်နဲ့တိုက်ရွာတဲ့အထိလာလို့ရတယ်။ဒါပေမဲ့လက်ထိတ်ကိုမလို့မှမမိဘူးဆိုတဲ့သူတွေကဒီလိုဒူးယူတော့မကောင်းနော်။ကိုယ်တင်ပါကျယ်လေးတိုင်းပဲခြေထောက်ကိုထားထား။လုံးဝဒီလိုလက်ကတ်လို့မရအောင်ဆိုမကတ်နဲ့ရတယ်။ကိုယ်တောင်းတတဖြစ်တဲ့နေရာမှာပဲထား။အခုဒီအကွက်ကလေးမှာဆိုရင်ဝမ်မိုက်ကလေးနည်းနည်းဆွဲညှိရမယ်။ခါလေးမှာနည်းနည်းလေးခန်းစားရမယ်။ဒါပေမဲ့မကြောက်နဲ့ပုံမှန်တိုင်းပဲ။အဲ့တော့ဒူးလေးတွေကိုဒီလိုဘေး မကားစင်နဲ့ထောင်ထားကိုရဲ့လက်ထိတ်ကလေးနဲ့ခြေထောက်ဖချေဖနှောင့်လေးလာထိနိုင်တယ်ဆိုထိလိုက်မယ်။ခေါင်းကိုတက်တက်လေးပဲပေါ်ကြည့်ထားမယ်။ဘယ်ညာမဆောင်နဲ့။လက်ပင်တွေကိုအာမညစ်နဲ့။လက်ပင်တွေအာမတုံနဲ့ပေါ့နော်။အရင်ပန်းရဲ့အထက်ပိုင်းလုံးဝအာမတုံနဲ့။အရင်ကြီးလက်ကော့မှာမဟုတ်ဘူး။ညီမတို့ကဒူးကောင်းလေးကိုပဲခန်းစားကြည့်မှာ။အဲ့တော့လက်နှစ်ဖက်ကို ဖိထားတယ်။ပြီးရင်စောနာအတိုင်းဒူးကိုမကားစေနဲ့ဒူးလေးထောင်ထား။ ။ဒါဆိုဒီနေသားလေးကနေခြေဖနှောင့်လေးကြွားလိုက်မယ်။မရတဲ့သူမှဒီခြေဖနှောင့်လေးကိုကြွပြီးတော့မြောက်ရတာအရင်ကိုတော်တောင်းတတမရှိဘူး comfort မဖြစ်ဘူးဆိုတော့သူကဖနှောင့်ချထား။ရတဲ့သူက one mic ကလေးကိုနည်းနည်းလေးဆွဲညှင်လိုက်ဒီလိုခုံးနေရကော့နေရနေ pepic ကလေးကိုနော် table လေးကိုဆွဲသွင်းလိုက်တယ်။ မမိုက်ကလေးဆွဲညင်လိုက်တယ်။ပြီးရင်နည်းနည်းလေးကြွကြည့်။ဒီနေ့နည်းနည်းပဲရရင်နည်းနည်းအဲ့ဒူးတွေပေါင်နေဒူးအပေါ်ပေါ့နော်။ဒူးရဲ့အပေါ်ပေါင်ကြွက်သားလေးမှာခန်းစားဒူးလေးတွေကိုညှစ်ချဒီလောက်ကလေးတင်ရသလား။ပြီးရင်ပြန်ချ1 Okay တတောင်းတတာမဖြစ်ရင်ရှိတလန်းတို့လို့ရတယ်။တတောင်းတတာဖြစ်တယ်ဆိုရင်နောက်တလန်းဆုံးလို့ရတယ်။ပြီးရင်ဒါဆိုဒီနေ့ထားလေးကနေသွားမယ်။ရသလောက်ကလေး1 byte ကလေးညှစ်ပြီးတော့တင်မလေးကြွဒူးလေးပေါင်ညှစ်ချပြန်ချ2ဇက်တိုက်10ချင်းလေးရှု ပြန်ရှော့3 โอเคยาดแล้วกะนี่ก็จิเปลี่ยนชะ4แล้วจะ Z ไตตั้วบิชุทุบเปลี่ยนช็อต5โอเค6ดูเลยมาคันซะเนาะ7ခါယူဆောင်ဆောင်တင်ပြီးတော့ကော့ရာမျိုးမလုပ်ဘူးเนาะအာသုံးပြီးတော့အပေါ်တွန်းတင်တာမလုပ်ဘူး Okay 8နောက်တစ်နှခေါက်လောက်9နောက်ဆုံးတစ်ခေါက်လောက်10 Then ရားသလောက်ကလေးကြွားထား1 11ရိုဒရမညထားနဲ့11လေးတွေ short ထား2 3 4 Okay ပြန်ချလိုက်ရလာဒါဆိုဒီပုံစံလေးဖြစ်သွားမယ်เนาะအပြန်ပြီးတော့ short လိုက်ပြီးပြီးရင်ခဏလေးเนาะဒီ sound ခောက်ကလေးကိုယူလိုက်မယ် roller လေးသို့မဟုတ်တပတ်ကလေး roller အကြီးသမားတွေကတော့မရအောင်เนาะဒူတဲ့ဒူကောင်းဒီနှလုံးကြားရဲကိုအဲ့ဒီ sound ခောက်ကလေးသို့မဟုတ်တပတ်ခောက်ကလေးကိုညက်ထား ဇောနာအတိုင်းမဲ့လက်ထိတ်ကလေးနဲ့ထိတဲ့နေရာလေးမှာခြေတော့ချာပြီးရင်တင်မလေးကိုရသလောက်ကြွအဲ့ချိန်မှာဒူးကိုညှစ်မယ်တင်မကြီးကိုအမြင်မကြွတော့ဒူးကိုအဲ့အဲ့ဇောနာပြောရေးဆောင်းခောက်ကလေးကိုညှစ်ထားခြင်းနာပြန်လျှော့ Okay နော်အဲ့ဆိုအဲ့တိုင်းလေးသွားမယ်တင်မလေးနဲ့နဲ့ကြွဒူးနှစ်ခုကိုဆွဲညှစ်ဆောင်းခောက်ကလေးကိုတပတ်ကလေးကိုဆွဲတွန်းတွန်းလိုက် Okay ပြန်ချ ဇက်တိုက်နောက်တစ်ချိန်ရသလောက်ကြွဒူးလေးကိုကျွဲပူးရသလောက်ရှုထုတ်ပြန်ချ3ရသလောက်ကြွရသလောက်ညှစ်မယ်ရှုထုတ်ပြန်ချ4ရှူးဒူးနှကိုပူးရနိုင်သလောက်ပြန်လျှော့နောက်တစ်ချိန်ရှူးဒူးလေးနှကိုဆွဲညှစ်ထားပြန်ချနောက်၄ချိန်ရှူးရသလောက်ဆွဲညှစ် ပြန်ချနောက်ထပ်၃ချိန်ရှူရသလောက်ကြွဒူးနှခုဆွဲတွန်းတာတပတ်ကလေးကိုဆွဲညစ်တာပြန်လျှော Let's two ရသလောက်ကလေးတပတ်ကလေးကိုတွန်း pressure ပြန်ချနောက်ဆုံးတစ်ကြိမ်ရှူရသလောက်တပတ်ကလေးကိုတွန်းမယ်တွန်းပြီးတော့ဆွဲညှစ်ထားမယ်1 2 3 4 5 6 7 8 9 10 5ပြန်လျှော်လိုက်โอเคရလားဒါဆိုရင်ပြီးတော့မှဆောင်းကောက်ကလေးကိုဖယ်လိုက်မယ်ကိုရသလောက်ကလေးမယ်နော်အရန်ပောင်းနေဘိုက်ဒီနာဝိုင်းတော့အလျှော်လိုက်ဘာမှဖြစ်ဘူးပြီးရင်ဒါဆိုဆက်သွားမယ်ခြေအောင်နှစ်ခုလုံးကိုစမ်းထုတ်လိုက်မယ်တက်တဲ့လေးတမားလေးတွေကိုဘယ်ညာလေးကိုဘက်ဒီဘက်ပြန်လျှော်ပေး ပြီးရင်ဒါဆိုဒီနေသားကနေညီမတို့ရဲ့ဒီဘက်နော်ညီမအခုဒီဘက်ခြေောက်ကလေးဘယ်ဘက်ခြေောက်ကလေးကိုအပေါက်တက်တဲ့ထောင်သားရာကနေဘေးလေးကိုစောင်းလိုက်နည်းနည်းလေးစောင်းချလိုက်ခြေောက်ကလေးကိုထောင်သားရဲ့တန်းရာနေဘေးနည်းနည်းစောင်းဒါဆိုဒူးနည်းနည်းကိုရေးသွားလိမ့်မယ်โอเคအဲ့ဒါလေးကိုအဲ့တိုင်းလေးရာသလောက်အပေါက်နည်းနည်းမနည်းနည်းမနော်နည်းနည်းပဲဥမာဒီနေ့တော့ပဲမနိုင်နဲ့ရတဲ့ခါသတိထားပေးနည်းနည်းမပြင်အပြင်နည်းနည်းလေးကန်ပြန်လျှော့1 2 3 ။ Okay နော်။နည်းနည်းလေးရသလောက်ဘေးကိုလှည့်ထားတဲ့အတိုင်းတော့မာလိုက်။ဘေးကိုနည်းနည်းလေးဖွင့်ပေး။ပြန်လျှော့။နောက်ဆုံး၅ချိန်တားလေးကိုလှုပ်ပြမယ်။မာတယ်။ဘေးကိုကားတယ်။အလဲပြန်လာ။ပြန်လျှော့။နောက်ထပ်၃ခေါက်မာတယ်။ဘေးကိုရသလောက်ကားတယ်။အလဲပြန်လာ။ပြန်လျှော့။ Let's do ရသလောက်မာတယ်။ဘေးကိုနည်းနည်းလေးကန်တယ်။ကားလိုက်တယ်။ပြန်လျှော့။ last one အပေါ်နည်းနည်းမာရမယ်ခြေဦးဒီလိုမထောင်စင်းနဲ့နော်ရသလောက်ကိုရသလောက်ပဲမမယ်နော်ပေါင်ထိတ်တွေမှာပါတင်းတက်တယ်ပေါင်ကျွတ်သားလေးတွေမှာတင်းတယ်ခါလေးပဲတတိထားပေး1 lesh 2 3 4 5ဘေးလေးကိုတွန်းလာကြည့်အောင်1 2 3 4 5အလဲပြန်လာခြေောက်ကလေးပြန်ချ Okay ဖဏောင်းလေးတေချာပြန်တက်နောက်တစ်ဖက်သွားမယ် ဘယ်ညာဘက်ခြေောက်ကလေးကိုဖနှောင်းထောင်းတာအပေါ်ဘီးရင်အပေါ်မမသေးဘူးနော်ဒီလိုဘေးလေးကိုစောင်းလိုက်မယ်နော်ခြေဦးလေးကိုဘေးစောင်းလိုက်ဒူနဲ့နဲ့ကွေးဝါးလိုက်မယ်မှန်တယ်အဲ့တိုင်းလေးအပေါ်ကိုမရဲဘေးကိုရသလောက်တွန်းတယ်ပြန်လာတယ်အလဲပြန်ချ1အဲ့ဘေးတိုက်ကလေးနော်မရဲဟိုဘက်ကိုတွန်းတယ်အလဲပြန်လာတယ်ပြန်ချ2ခါသတိထားပြီနော်ရှင်မရသလောက်ပဲမမယ်နော်ရသလောက်ပဲတွန်းမယ်ပြန်လာ3 let's do swim မရသလောက်ဘေးကိုတွန်းကြည့်ပြန်လာပြန်ချ for swim ရသလောက်မဘေးဘက်ကိုတွန်းကြည့် okay ပြန်ချနောက်ဆုံးတစ်ခါဘေးတိုင်းကလေးတော့ဒူးလေးနည်းနည်းလေးကွင်းနေလိုက်မယ်တော့အသေးချာကြည့်ကြည့် one let you two မရမယ်3 4 five လေးရသလောက်တွန်းကြည့်အောင်1 2 3 4 5 ပြန်လျှော်လိုက်။ Okay ဒါဆိုတချို့ကဒီဒူးမှအရန်အသွမ်းမဝင်သေးပဲနဲ့ပေါင်ထိတ်တွေမှာအောင်းဝင်တက်တယ်ပေါ့နော်။ဒီကလေးကိုတွက်ဒီအကွက်ကတသောင်းတသောင်းမဖြစ်ဘူးဆိုဒီအကွက်ကိုကြော်ဝါလို့ရရယ်နော်။အရန်တင်းနေတဲ့ဥမာတခြားသော join နေမှာအရန်တင်းနေတဲ့သူတွေကဒီအကွက်အဆင်မပြေနိုင်ဘူးပေါ့နော်။အဲ့လိုကြရင်အတင်းမလောက်ယူပါနဲ့အရှိအကွက်ကလေးတွေကိုပဲတေချာလေးလေးကျင်ပေးပါ။အခုနောက်တစ်မျိုးလေးသွားမယ်။ညီမတို့ဒူးလေးနှစ်ဖက်ကိုဆွဲချောင်းဘေးလေးကိုစောင်းလိုက်မယ်။ โอเคအပေါ်မှာဘယ်ဘက်လက်ကလေးကိုဒီလိုမျိုးခေါင်းလေးအောင်လိုက်မယ်ခေါင်းအောင်ပြီးတော့ထားလိုက်မယ်ပခုံးထိတ်တင်မထိတ်မိညောင်ရိုးထိတ်ပေါ့နော်တန်းတန်းလေးပဲထားပြီးရင်ခြေထောက်နောက်ကိုဆွဲဆန့်အဲ့လိုဆန့်တဲ့အချိန်မှာဘယ်လန့်ထိန်လို့မရတဲ့သူတွေဒီလိုတင်မလေးကိုဖယ်လိုက်ဖယ်ပြီးရင်အောက်ခြေထောက်ကလေးကိုဒူးနည်းနည်းကွေးထားလိုက်ဒူးခေါင်းလေးရှေ့ထွက်ထားလို့ရတယ်ဘာမှမဖြစ်ဘူးထွက်ထားလိုက်ပြီးရင်ဒါဆိုအပေါ်ကဒီခြေထောက်ကလေးအဲ့ခြေထောက်ကလေးကိုခြေဦးလေးကအဲ့အရှိတ်ဘက်ပဲကိုယ့်ရဲ့ကိုယ့်ဘက်ဘက်ချမ်းဘက်ကိုပဲလဲနေမှာအဲ့တိုင်းလေးပဲအဲ့လေး ုရသလောက်ပေါ်မလိုက်မယ်ပြီးရင်ဒူးလေးကိုကိုွေးမယ်အနောက်ကိုပြန်ဆက်မယ်ဒီကိုဘက်ကိုကော့မယ် okay တကယ်လို့ကိုမရတာမြင်လို့ရှိရင်နည်းနည်းတတောင်တတာတိပဲနော်ဒူးကိုနောက်ကိုကိုွေးပြီးရင်ရှေ့ကိုပြန်ဆက်ကိုဘက်ကိုကော့ထား okay ကိုမနိုင်နေဆိုနည်းနည်းလေးမတာပြီးရင်နောက်ကိုကိုွေးလိုက်မယ်အရှိကိုပြန်ဆက်ကိုပောက်ခြေပြားကော်တာခြေပြားဒီလိုမလျှော်နဲ့ကော်တာညီမ၅ချိန်ပဲလုပ်ပြမယ်နောက်ကိုကိုွေးလိုက်မယ် okay. 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 ya da lao kwe panao tin ba ani song pye ai she wo be pyan san me che pya ko tha me naw de jain naw ko ya da lao kwe okay ya da lao ko le pyan san me ko ba wo be ko tha kaung ne naw song ta khaw ya da lao kwe pye ai she wo pyan san me ma da me ko tha me che pya ko ba ko 1 2 3 4 5 โอเคပြန်လျှော်လိုက်ဒါဆိုအိုက်နေတာလေးတိုင်းနောက်တစ်ဖက်ချိန်မယ်เนาะအဲ့တော့ညီမဒီဘက်ကိုလှည့်လိုက်မယ်เนาะဒီဘက်လှည့်လိုက်ရင်မမြင်ရတော့မှာဆိုလို့အဲ့တော့ဒူးလေးကိုကိုးမယ်เนาะလက်ကလေးကိုရှေ့ကိုစမ်းထုတ်လိုက်အပေါ်တက်တက်ကြီးမစမ်းနဲ့ရရဲဘေးလေးပြီးရင်ပခုံးထိတ်တင်မထိတ်တန်းရမယ်ဒူးလေးကိုထားဒါဆိုပြီးရင်အပေါ်ခြေထောက်ကလေးကိုစမ်းထုတ်လိုက်စန့်ဝါးရဲ့နေရာခြေထောက်ကလေးကိုအဲ့ရှေ့ဘက်ကိုပဲ အပေါ်နည်းနည်းလေးမမယ်ဒူးနောက်ကိုကွေးမယ်ညစ်ပြီးတော့ကွေးကြည့်ဒူးလေးကိုပြီးရင်ပြန်ဆန့်ကိုဘက်ကိုခြေပြားကော့ထား၅ချိန်နောက်ကိုကွေးနိုင်တယ်တော့ကွေးပြန်ဆန့်မယ်ကိုဘက်ကိုကော့နောက်တစ်ချိန်ရှုနောက်ကိုကွေးနိုင်တယ်တော့ကွေး okay ပြန်ဆန့်မယ်ခြေပြားကိုဘက်ကော့ထား last one နောက်ဆုံးတစ်ချိန်နောက်ဘက်ကိုကွေး okay ပြန်ဆန့်ပြီးခြေပြားကိုဘက်ကော့ထား1 2 3 4 5ဒူလေးကွေးပြန်လျှော်လိုက်။ Okay ဒါဆိုရင်ဖြည်းဖြည်းချင်းပြန်ထားလိုက်မယ်။နောက်ဆုံးလေးတစ်ခွက်သွားရအောင်။ဒါဆိုညီမတို့ကခြေအောင်နှစ်ခုကိုတင်မကျဲလေးတိုင်းရှိမှထိုင်လိုက်မယ်။ခါလေးဆန့်ထားလိုက်မယ်။ဒီလိုခြေထောက်ကြီးအနောက်ကို အရန်ကတ်တာမျိုးမလုပ်ဘူးအရှိလေးကိုပဲတွားထားမယ်။ ညာဘက်ခြေတော့ဒီကဲလို့ဒီလိုနေချဒူးထောင်ပြီးတော့ဥမာတင်မရီမပြီးတေချာထိုင်ဒူးထောင်ပြီးတော့ထိုင်နေရတာတတောင်းတတမရှိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့စန့်ကျင်နောက်တစ်ဖက်ပေါ့နော်ဘယ်ဘက်ခြေတော့ကလေးအညာဘက်ခြေတော့ကလေးကိုရှေ့ကိုစန်တာဘယ်ဘက်ခြေတော့အောက်ထည့်ကိုလက်ဆဲကြောင်ဒီလိုလေးရှက်လိုက်ရှက်ပြီးတော့ခြေတော့အောက်ဒီကောက်ကျောအောက်ကိုထက်ခြေတော့ကိုဆွဲ ခေါ်လိုက်မယ်အဓိကဒီကွက်မှာခါးကြီးဒီလိုမကုန်းနေစေနဲ့ခါးလေးကိုရာသလောက်စန့်ထားကြည့်လိုက်ဥမာ ကိုကဘလို့မှခါကခါယူမဆန့်ဘူးပေါ့နော်လက်ပြင်ကိုင်းနေရခါကိုင်းနေရမျိုးဆိုရင်နေရနာကိုသွားသွားပြီးတော့နေရံနဲ့ဒီတင်မရဲ့နောက်မှာဒီလိုဒီတစ်ခုစာလောက်ဟထားရင်းသွားပြီးတော့ကြောပြင်းနဲ့အဲနေရံနဲ့ကတ်လိုက်တာမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးတင်မနောက်မှာဟထားမယ်ပြီးတော့မှနေရံမှီလိုက်တဲ့ပုံစံရင်ဘတ်ကော့ကော့ပြီးတော့မှခြေောက်ကလေးကိုရားသလောက်မှကြည့်ဒူးဝီခံနိုင်သလောက်ပဲပြီးရင်ခြေပြားလေးကော့ဆက်နိုင်တဲ့သူကတဆုံးတိဆွဲဆက်ပြီးရင်ပြန်ချ โอเคအဲ့လိုလေးလုပ်မယ်ဒီလိုမျိုးလက်ကင်နာတက်တောင်းတက်တာမရှိဘူးဆိုတောင်ပိုက်လိုက်တောင်လေးကိုခြေထောက်အောက်ထဲထည့်ပြီးပိုက်ပြီးရင်ခါလေးဆန်ဘိုင်းနဲ့ပေါင်နဲ့ကတ်သွားရည်ဒီဆွဲပြီးတော့မှပြေးပြေးချင်းခြေထောက်ကလေးကိုရသလောက်ဆန်ဒီနေ့တလောက်ပဲဥမာဒူးတွေနာလာပြီဆိုရင်တော်ပြီတချို့ကတော့ဒူးနာတာမဟုတ်ဘူးတကောက်ကြောတွေနာတာအဲ့တော့ကိုရသလောက်ကလေးတကောက်ကြောလေးကိုတော့စိတ်လျှော့ပြီးရင်ခြေပြားလေးကိုဘက်ကောလိုက်တကယ်လို့ရသေးရဲ့ဆိုရင်ကိုကဆန့်ထုတ်ကြည့်ရသလောက်ကိုဘက်ကိုကော့ ပြန်ချ okay အဲ့တော့လက်ရဲ့ position ကိုကိုယ်တော့တတောင်တတာဖြစ်စေမဲ့ position နဲ့ပဲတော့ဒီလိုတတောင်ပိုက်ထားရင်တော့ hamstring ပြော့နေတဲ့သူဆိုအဆင်ပြေတယ်ဥမာတတောင်ပိုက်ထားတာကတော့ hamstring အရင်ကျက်နေတဲ့သူအဆင်မပြေဘူးအဲ့တော့လက်ကလေးအနာခံပြီးတော့ပဲဒီလိုမျိုးလေးလမ်းမနှစ်ခုဘဲညာထောက်ပြီးတော့လက်စဲချောင်းရှက်ပြီးတော့ဒီလိုဒီလိုလေးသွားပြီးတော့ထည့်ထားတာအဆင်ပြေတယ်ပြီးရင်ခါလေးဆန်းလိုက်ခြေထောက်ကလေးကိုမပြီးရသလားကိုဘက်ကဒူးလေးခံနိုင်သလားဆန့်ဝါနိုင်နေဆိုဆန့်ပြီးတော့ဆွဲဆန်းလိုက်ပြန်ချ ငါးချိန်သွားကြည့်မယ်ရာသလောက်နိုင်သလောက်ထိဆွဲဆန့်ကိုဘက်ကိုကော့ပြန် short 2နောက်တစ်ချိန်ရှူရင်ကော့မယ် okay ထုံးရင်ပြန်ချနောက်တစ်ချိန်ရှူရင်ကော့ခြေထောက်ကလေးကိုထုံးရင် short ။နောက်ဆုံးတစ်ချိန်ရာသလောက်ဆွဲဆန်းကြည့်ခြေထောက်မကုတ်ထားနဲ့ကော့ထားမှာ။ဒိုင်ရင်ဆန်းထုတ်ပလိုက်မယ်ဖြည်းဖြည်းချင်းခါလေးကိုဒီလိုမကုန်းသေးနဲ့တော့ကော့ထားရာသလောက်ကလေး1 Okay တချို့ကတကောင်ကြောရနေလိမ့်မယ်။2ဘန်းပြုတ်ပုံမှန်ပဲ3ရာသလောက်ကလေးပဲ4 5 yen show line okay ဒါဆိုခြေောက်ကလေးဆက်နောက်တစ်ဖက်ချိန်အောင်ဒါဆိုညာခြေောက်ကလေးကိုဒူခွေဆွဲထောင်း20ချောင်းရှက်လမနှစ်ခုလေးကိုဘေးမှာထောင်းခါလေးဆန်းထောင်း ။ကိုရသလောက်မမယ်ခြေပြားကော့မယ်ပြန်ချမယ်1ရသလောက်ကလေးမကိုဘက်ကိုကော့ကြည့်ပြန်ချ2ဒီနေရာလေးပဲဒီတိုင်းမှာတင်းလိုက်ရပြီတချို့ကဒီအောက်တွေတင်းမှာအဲ့တော့အောက်တွေတင်းနေသူကတော့ဒူကောင်100%အားမဝင်သေးဘူးရသလောက်ရှိပဲခြေသလုံးကြွတာအရင် shopping ရသလောက်ကလေးစန့်တင်းပြန်ချနောက်ဆုံးတစ်ခေါက်ရာသလောက်ကလေးစက်ကော်ထားမယ်1ခြေသလုံးကြွသားရင်းနားလိုက်မယ်2 3 4 5 6 7 8 9 10 fight ပြန်ရှော Okay ဒါဆိုရင်ရပါပြီအဲ့တော့ ဒီခုဒူးလေးချင်းခံပေါ့နော်ဒူးနဲ့ပတ်သက်တဲ့လေးချင်းခံလေးမှာဒူးကောင်းကိုအဲအားအပြည့်မရောက်သေးတဲ့သူတွေလည်းရှိလိမ့်မယ်ညီမဆွမ်းနာရှင်းပြခဲ့တယ်လို့ဘာလို့လဲဆိုခြေတလုံးကျွတ်သားတွေဒီတကောက်ကြောတွေပေါင်နေအဲ့နေရာတွေမှာမာဆယ်ရီဆိုရင်လည်း stick ဖြစ်နေတာတင်းတယ်လို့ခေါ်ပါတော့နော်တောင့်တင်းနေတာတွေအဲအကြောတွေဆိုရင်လည်းတောင့်တင်းနေရမျိုးတွေရှိလိမ့်မယ်ပေါ့နော်အဲ့ဒီကြောင့်စိတ်ရှည်ရပါမယ်အဲ့ဒါကြောင့်ဒူးကောင်းမှာအဒူးကောင်းမှာဒဏ်ရာမရချင်ဘူးဥပမာဒူးကောင်းမှာဒူးနာရီဒီလိုဝေဒနာတွေမခံစား ချင်ဘူးဆိုရင်အဲတခြားသောကိုသူနဲ့သက်ဆိုင်ပြီးဆက်နွယ်နေတဲ့ကြွတ်သားတွေဟာ stick ဖြစ်နေလို့မရပါဘူး။ဘယ် joint မဆိုပေါ့နော်။ဒူးမှမဟုတ်ပါဘူး။ခါဖြစ်ပါစေ။အဲ shoulder joint နေဖြစ်ပါစေ။နောက်ကကြောပြင်လက်ပြင်နေဖြစ်ပါစေပေါ့နော်။အဲဥမာအကြောညက်သွားတယ်လို့အဲလက်ပခုံးစစ်ပေါ့နော်။ပခုံးစစ်ဥမာကျွန်သွားတယ်။ခါစစ်ကျွန်သွားတယ်။ဒူးရွတ်ဟသွားတယ်။အဲဒါမျိုးတွေဖြစ်လာရင်ဆိုတာအဲ ကိုရဲ့ဒီသူ့ဘေးနားမှာတွေ့ဆက်နေတဲ့မာဆယ်တွေကအရန်ကို တောက်တင်းနေလို့ဖြစ်တဲ့အရာတွေကြီးပါပဲ။ဒါကြောင့်အာကစားလုပ်ပေးဖို့လိုတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ကိုခံစားနေရတဲ့ အစိပ်ပိုင်းတစ်ခုတည်းကိုပဲလေ့ကျင့်ခန်းလုပ်ပေးရမျိုးမဟုတ်ပဲနဲ့ဖြစ်နိုင်ရင်အားကစားနည်းပေါ့နော်အဲဂျင်သွားတာပဲဖြစ်ဖြစ်တခြားသောကျန်းမာရေးအားကစားနည်းပဲဖြစ်ဖြစ်ညီမတို့ကတော့ယောဂသမားဖြစ်တဲ့အတွက်ယောဂကျင့်စဉ်လေးတွေကိုလေ့ကျင့်ပေးဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်အဲ့တော့ဖြစ်လာတော့မှလေ့ကျင့်ခန်းလုံးမဲ့အစားကိုမဖြစ်ခင်တည်းကကိုခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတွေအကုန်လုံး normal အတိုင်းရှိနေတဲ့အချိန်မှာအားကစားတစ်ခုခုကိုတစ်ပတ်မှ2ရက်3ရက်လောက်အချိန်ပေးပြီး ော့လေ့ကျင့်ပေးသင့်ပါတယ်လို့အကြံပေးချင်ပါတယ်။ Okay နောက်တစ်ဗီဒီယိုလေးတွေမှာတွေ့ကြပါမယ်။ Bye bye